ဝင်းပြည်နယ်ရဲ့မြို့လေးတစ်မြို့ကနာမည်ကျော်တရင်များပြည်သက်များအလုံးလိုက်မင်္ဂလာပါရှင်အမန်းချင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံဝေးပီနေကလန်ဒန်ဆိုတဲ့မြို့လေးဟာမြို့ကချင်းတလောက်အင်မတန်သရေပေါ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီမြို့ရဲ့နေရာတိုင်းလို့လို့မှနာမည်ကျော်သရေတစ်စီရှိနေရလို့ပြောကြပြီးတော့တစ်စီမြို့တော်လို့တောင်မှတင်စားကြပါတယ်။သရေဆိုတာဂျိုးနယ်လားဆိုပြီးတော့တစ်ခါမှသရေ၆တာမခံဘူးတဲ့သူတွေနေနဲ့ဒီမြို့လေးကိုတစ်ခါလောက်တော့အလဲပတ်သွားတင်ပါတယ်။ ဆိုတော့လန်ဒန်မျိုးကနမေကျော်တရေတဆီတွေအကြောင်းကိုသိရဖို့အတွက်ဆောင်းလေးချုံနဲ့ကြော်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးနေအထိအတူကြည့်လိုက်ကြရအောင်ပါလန်ဒန်ဆိုတဲ့မျိုးဟောင်းလေးဟာဆိုရင်ကာဒစ်မျိုးနဲ့မနီမဝေးမှာရှိနေပြီးတော့အင်မတန်မှအေဂျင့်တိတ်ဆိတ်ပြီးနေလို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာသမိုင်းဝင်အထင်ကြီးရနေရာတွေလည်းပေါ်တယ်လို့မြေချောင်းအင်းရိုင်တွေလည်းပေါ်ပါတယ်လန်ဒန်မြို့ငယ်လေးဟာအေဂျင့်နဲ့အမျိုးလေးတစ်မျိုးအဖြစ်နဲ့နာမည်ကြီးသလိုတရေတွေပုံများတဲ့မြို့အဖြစ်လည်းနာမည်ကြီးပါတယ် ဒီမျိုးလေးမှာမကျွတ်လွတ်ပဲရှိနေကြတဲ့နာနာဘဝတရေလေးကောင်ကနာမည်ကြီးဆုံးဖြစ်ကြပြီးတော့မြို့ကိုလာရောက်လဲပတ်ကြတဲ့သူတွေဟာသူတို့နဲ့ပတ်သက်တဲ့ဇလန်းတွေကိုမြို့ကန်တွေစီကနေတဆင့်တည်ကြပါတယ်။မျိုးလေးရဲ့ဘေးမှာစီစင်းနေရဲ့ထပ်မြေကန်ဘေးကတရေကောင်လေးကတော့ငါးဖန်သမားတွေလေသမားတွေရဲ့ကြားမှာနာမည်ကျော်ကြပါတယ်။ ီကောင်လေးကဘဲချိန်နှုံးကအမြေခံပေးမှသိဆုံးခဲ့ပြီးတရေဖြစ်သွားရလဲဆိုတာကိုမသိပေမယ့်သူ့ရဲ့ဝိညာဉ်ကိုတော့မကြခဏမြင်ကြရလိမ့်ရှိတယ်လို့ဆိုပါတယ်။သူဟာအပြာရောင်အင်ဂျီကိုဝစ်စင်ထားပြီးတော့မြူဆိုင်တဲ့ညဘက်တိမ်မှာမြေခံပေးတစ်လျှောက်ဆော့ကစားနေတတ်ပါတယ်။ သူရဲ့အဝတ်တွေကရေဆူနေပြီးတော့တခါတလေသူ့ရဲ့အမေဖြစ်သူကိုအော်ခေါ်နေတတ်တယ်လို့သိရပါတယ်။မြို့ကန်တွေပြောတာကတော့မြေကမ်းဘေးမှာရှိတဲ့တရေကောင်လေးမှာအမေရှိပြီးတော့သူ့ရဲ့အမေကလည်းမကြွတသေးတဲ့တရေမတကောင်ပဲဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်တခါတရံမှာသူတို့သားမီးရဲ့ဝိညာဉ်ကိုမြစ်သေးကငါးဖန်းသမားတွေမကြခဏမြင်ကြရပါတယ်။ ။နောက်ထပ်တရေတကောင်ကတော့တောအုပ်ဘေးနားမှာကုကုကိုတက်သေးပြီးတော့မကျွတ်လွတ်ဖြစ်နေတဲ့တရေမှာပဲလာရင်းဖြစ်ပါတယ်။သူမကဒီတော်လန်းလေးရဲ့ဘေးမှာရှိနေရကရာစုနှစ်တစ်ခုစာလောက်ရှိနေပြီးဖြစ်ပြီးတော့လမ်းတော်လန်းလာတော်တော်များများကဘေးလောင်ရဲ့ဝိညာဉ်ကိုညနေပိုင်းအချိန်ဒီမှာမြင်ကြားလိရှိပါတယ်။သူမရဲ့မျက်နှာကဖြူပတ်ဖြူော်ဖြစ်နေပြီးတခါတရံဆိုရင်တစ်ပင်ရဲ့ကြားမှာရိတ်ခနဲဖြတ်သွားတတ်ပါတယ် အရီဒေါ်လန်နဲ့တိမ်မဝေးတဲ့အတင်းချိုင်းကောင်းမှာတော့လွန်ခဲ့တဲ့နှစ်များစွာကကိုကိုကိုတက်တည်သွားတဲ့အမျိုးသားတယောက်ရဲ့အဝိညာဉ်ရှင်နေပါတယ်။ဘယ်လာကသူပါသူအေးစင်းနေတဲ့တရေဆိုပေမဲ့ဒီအကောင်ကတော့အင်မတန်ကြမ်းပါတယ်။ဒီတုတ်တန်ရှိကနေအသားပါတဲ့အစားစရာတစ်ခုခုယူပြီးဖြတ်သွားမိရင်တော့တုတ်တန်ဆောင်တရေကြီးကအတင်းလိုက်လူတက်ပါတယ်။ ဒီတရေကြီးနဲ့ပပင်းတိုးခဲ့ဘူးသူတော်တော်များများရှိပြီးတော့တချို့တွေဆိုရင်အကြောက်လွန်ပြီးဖြားတာမျိုးတွေတောင်ရှိပါတယ်။ဒါကြောင့်နောက်ပိုင်းမှာဘသူမှအဲ့ဒီအနီနာကနေဖြတ်တန်းမသွားရတော့ပါဘူး။လန်ဒန်ရဲ့တချို့နေရာတွေမှာလည်းတိတ်မထင်ရှားတဲ့တရေတစီတွေအများကြီးရှိနေကြပါသေးတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လန်ဒန်ကိုရောက်ရင်တရေအချောက်မခံရမှာကိုတော့လုံးဝစိတ်မပူပါနဲ့။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ ကျေးဇူးပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။